အခုကကျွန်တော်ကခမရုတ်နိုင်ငံသားတွေသိရမှာကဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာထည့်ရေးထားတယ်။အဲ့ဒီမှာအခြေခံဆိုတဲ့ဇာတ်ကားကိုကျွန်တော်ထပ်ပြီးစဉ်ပွားပြီးထပ်စဉ်းစားပေးမယ်။ခမရုတ်စဉ်းစားလို့ရအောင်။အဲ့ဒါကဘာပြောချင်တာလဲဆိုတော့ကျွန်တော်ဖွဲ့စည်းပုံတွေနဲ့ပတ်သက်တဲ့အဘိဓာန်တွေကိုဖတ်လိုက်တဲ့အခါကျလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကတဲ့ ဖော်စည်းပုံအခြေခံဥပဒေတစ်ခုမှာအရေးကြီးတာကဘာအရေးကြီးလဲလို့ဆိုလို့ရှိရင်အတွေးကိုအယူဆတွေကအရေးကြီးတယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ dictionary တွေမှာအဘိဓာန်တွေပါပေါ့နော်ပြောချင်တာက idea and idea and doctrine လို့ခေါ်တယ်ဗျာ ဒီအဖွဲ့အစည်းပုံအခြေခံဥပဒေနဲ့ဆိုင်တဲ့အထူးပြုထားတဲ့အပြည်ဒဏ်တွေပါဆိုလို့ရှိရင်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်အရေးကြီးဆုံးက idea နဲ့ doctrine နဲ့ idea ဆိုအတွေးခေါ် doctrine ဆိုအယူဆဘယ်နိုင်ငံကဖွဲ့စည်းပုံမဆိုခင်ဗျားတို့ human right တွေဘာတွေကိုသွားကြည့်လို့မရအောင်ဒီကြပြောမယ်နော်မိသေးနိုင်ငံကဖွဲ့စည်းပုံကိုဖွဲ့စည်းပုံကိုပဲဖတ်ဖတ် ဟျူမန်ရိုက်တွေဘာရိုက်တွေညာရိုက်တွေသွားကြည့်လို့မရအောင်ဖွဲ့စည်းပုံကိုစရေးထားကလေးကအဲ့ဒီဖွဲ့စည်းပုံထဲမှာပါတဲ့ idea and doctrine နဲ့အတွင်းခေါ်အယူဆဘလို့တွဲခေါ်ဘလို့ယူဆပြီးဒီဖွဲ့စည်းပုံထဲမှာရေးဆွဲထားသေးသလားကိုတို့သိဖို့ကြိုးစားရမယ်အဲ့ဒါအရေးကြီးဆုံးပဲတဲ့ constitutional professional တွေက definite လောက်ထားတယ် ဖွဲ့စည်းပုံတိုင်းဖွဲ့စည်းပုံတိုင်းမှာအရေးကြီးဆုံးက idea and doctrine အတွေးခေါ်အယူဆမြည်သည့်အတွေးခေါ်မြည်သည့်အယူဆတွေနဲ့ဒီဖွဲ့စည်းပုံကိုရေးဆွဲထားသနည်းဆိုတာကိုမြင်အောင်ကြည်နိုင်ဖို့လိုပါတယ်တဲ့ကဲဒါဆိုရင်ကျွန်တော်ဆက်သွားကြရအောင် slide number 8နော်စလိုက်နံပါတ်၈စလိုက်နံပါတ်၈ကဒီမှာဒီထဲမှာအဲဟုတ်တယ်အဲဟုတ် อืมဟုတ်တယ်စလိုက်နံပါတ်ရှိရပါအဲ့တော့ကျွန်တော်စလိုက်နံပါတ်ရှိမှာခေါင်းစဉ်လေးကျွန်တော်တက်ပေးတာနိုင်ငံရေးအတွက်ကိုဆိုင်ရာကြီးညာချက်ဆိုပြီးခေါင်းစဉ်လေးတက်ပေးတာနော် political ideology manifesto လို့ခေါ်တယ် political နိုင်ငံရေးဆိုင်ရာ ideology အတွေးခေါ်နဲ့ပတ်သက်တော့ manifesto ကြီးညာချက်လို့ခေါ်တာပေါ့အဲ့တော့နိုင်ငံရေးအတွက်ကိုဆိုင်ရာကြီးညာချက် political ideology manifesto PIM လို့ခေါ်တယ်အတူက PIM လို့ခေါ်တယ်အဲ့ကြိုဆက်ကြည့်အောင်ခေါင်းစဉ်ရဲ့အောက်မှာဗာရေးထားတယ်ကျွန်တော်တို့ပုံမှန်6 2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပုံမှန်6မှာဗာရေးထားတယ်ပုံမှန်6ပါဆိုတာကျွန်တော်တို့ကမူ6ချက်ရေးထားတာကာကြီးကဝေကငယ် ဗာလေဒုတာဝင်ရေးသုံးပါနော်တင်းနှစ်သုံးသုံးချက်ပါတယ်ဒုတာဝင်သုံးပါပြီးတော့စစ်မှန်ပြီစီကံနေပါတယ်ဒီမိုကရေစီစနစ်တဲ့နောက်တစ်ခါလောကဘာလာတရားတဲ့သုံးပါတယ်နောက်တစ်ခါမျိုးသားနိုင်ငံရေးခက်ခဲတာမှာတပ်မတော်ကဒီဇိုင်းရမယ်ပါဝင်ရေးဆိုမူ6ချက်ပုံမှ6မှာရေးထားတယ်အဲ့ဒီပုံမှ6ကိုအခြေခံပြီးတော့ဖွဲ့စည်းပုံကြီးကိုရေးဆွဲထားတာဖြစ်တယ် အဲ့ဒီမူ၆ချက်ကိုအခြေခံပြီးအမျိုးသားညီလာခံကြီးမှာကျွန်တော်တို့ရေးကစွဲခဲ့ကြတာဖြစ်တယ်။အဲ့တော့ပေါင်းဝါ၆ကနေတစ်စက်2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲမှာတမတော်ရဲ့ဥဆောင်မှုကိုထည့်ထားခြင်းဒီစစကခေါင်းစဉ်တက်ထားတဲ့ PIN သဘောဖြစ်တယ်။ political ideology manifesto လို့ခေါ်တဲ့နိုင်ငံရေးအတွေးကိုဆိုင်ရာကြေညာချက်ဖြစ်တယ်။ အဲ့တော့ဖွဲ့စည်းပုံကိုအမျိုးသားညီလာခံမှာစရေးထဲအောင်ဒီ PIN သဘောကိုတေချာရေးထဲတာတက်မတော်ကပါခြင်းလို့ပါနေတာမို့နိုင်ငံရေးတွေးကိုဆိုင်ရာကြီးညာချက်ဆိုးဆိုးကကျွန်တော်ပြောခဲ့တဲ့ဖွဲ့စည်းပုံရဲ့ခေါင်းစဉ်မှာအခြေခံဆိုပြီးထည့်ထားတယ်နော်အခြေခံဆိုပြီးစကားလေးထည့်ထားတယ်တေချာကြည့်နော်ဖွဲ့စည်းပုံရဲ့နည်းနဲ့ဖုံးမှာဖွဲ့စည်းပုံအခြေခံဥပဒေတဲ့ကိုစီကျူးရှင်းတော့ကိုစီကျူးရှင်းမယ်ဖွဲ့စည်းပုံဥပဒေတော့မှန်တယ် ဒါပေမဲ့အခြေခံဆိုတဲ့ဇာတ်လေးပါတယ်ဘာတွေကိုအခြေခံထားတာလဲ Republic ကိုအခြေခံထားတယ်နံပါတ်1နံပါတ်2 PIN ကိုအခြေခံထားတယ် Republic ကနောက်မှရှင်ပြ PIN ဆိုတာပါတယ်နိုင်ငံရေးတွေးကောဆိုင်ရာကြီးညာချက် Political Ideology Manufacture တမတော်ရဲ့နိုင်ငံရေးအတွေးကောဆိုင်ရာကြီးညာချက်ဖြစ်တဲ့ PIN သဘောတွေကိုပုံမှန်6ကနေတစ်စက်ဖွဲ့စည်းပုံအခြေခံဥပဒေတွေလွတ်တော်တိုင်းနေရာတိုင်းကဏ္ဍတိုင်းမှာထည့်ထားတယ် ဒီရောက်စုလွတ်တော်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်တိုင်းဒေသကြီးလွတ်တော်ကိုပိုင်ဦးကျော်ခွဲစီရင်စုတွေနဲ့ပတ်သက်တဲ့လွတ်တော်တွေပါလေပဲကမ္မတော်ရဲ့အခမ်းကဏ္ဍတောက်လျှောက်ပါလာတာအဲ့ဒါ PIM သဘောဖြစ်တယ်ဗျဟောအဲ့တော့ကျွန်တော်ကဆက်လိလာအောင်ဟာဒါဆိုရင် PIM နဲ့ပတ်သက်ပြီးတော့ဘသူတွေကဘာတွေများပြောထားတာရှိတယ်ကျွန်တော်လိုက်လိလာရတဲ့ခါကျတော့1981ခုနှစ်မှာ ပညာရှင်တယောက်အသေးစိတ်တော့ကျွန်တော်ထည့်မရေးတာဘူး DO and drone ဆိုတဲ့ပညာရှင်တယောက်1981မှာသူပြောခဲ့တယ်ဗျစစ်တပ်တွေရဲ့ PIM တွေကို လေ့လာတယ်သူတယောက်တည်းသူရေးသူသေချာလေ့လာခဲ့တယ်ဗောနော်ဒီ drone ဆိုတဲ့ပညာရှင်ကစစ်တပ်တွေရဲ့ PIM တွေကိုသူလေ့လာခဲ့တယ်တဲ့ ဲ့လိုလေးလာတဲ့ခါကျတော့သူကလေးလာခြင်းလို့လေးလာတာမဟုတ်ကျွန်တော်ကဘာအရရက်မှာနိုင်ငံတွေတိဆောက်ခဲ့တာအရသာအစိုးရတွေကတိဆောက်ခဲ့တာမဟုတ်ဘူးစစ်တပ်တွေကတိဆောက်ခဲ့တာကဘာအရရက်မှာနိုင်ငံတိုင်းနိုင်ငံတိုင်းလို့လို့ကနိုင်ငံတိဆောက်ခဲ့တာအရသာအစိုးရတွေကတိဆောက်ခဲ့တာမဟုတ်ဘူးစစ်တပ်တွေကတိဆောက်ခဲ့တာအဲ့တော့စစ်တပ်တွေကစအုပ်ချုပ်ပြီးတော့မှဖွဲ့စည်းပုံ constitution နဲ့ government တွေကတစ်ဆင့်ပေါ်လာတာ democracy ခေတ်ကိုချိန်သွားတာအဲ့တော့သူက drone ဆိုတဲ့ပညာရှင်ကစစ်တပ်တွေတဲ့စစ်တပ်တိုင်းနိုင်ငံတွေကိုအာဏာသိမ်းတာထိန်းတာတွေအဲ့လိုစစ်တပ်တွေကအုပ်ချုပ်တာတွေများတော့စစ်တပ်တွေရဲ့ PI ကို तू ကလေ့လာတာပေါ့စစ်တပ်တွေရဲ့ PI ကိုလေ့လာတဲ့အခါကျတော့အမှ तू ဘာသွားတွေ့လဲဆိုတော့ PI ဆိုတာနေချင်းညာချင်းပေါ်လာတာမျိုးမဟုတ်ပါဘူးတမိုင်းကြောင်းခြီးပြီးတော့ဖြစ်ထွန်းလာတာမျိုးဖြစ်ပါ တကယ်လည်းဟုတ်တာပဲကျတို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲမှာ25ရာခိုင်နှုန်းနေရာတိုင်းမှာတောက်လျှောက်အတွက်လိုက်ပါနေတာကဘာကျင်းလို့ပါနေတာမဟုတ်လွတ်လပ်ရေးယူတော့ကလည်းတက်မတော်ပါခဲ့တယ်ဟိုဂျပန်ကိုစဖက်စစ်ကိုစတိုက်ထဲရနော်ဗမာတံတော်ဦးဆောင်ပြီးတိုက်ခဲ့တယ်ဒီလိုပဲလွတ်လပ်ရေးယူတော့လည်းဒီလိုပဲဗမာတံတော်ပဲဗမာတံတော်ဦးဆောင်ပြီးတော့ပဲသွားခဲ့တယ်အဲလွတ်လပ်ရေးရတော့လည်းဦးနုတို့ကြိုးကြောင်လုပ်တယ် ဥလိဝင်းကြီးကအိဆောက်အစိုးရဖြစ်တာဝန်ယူရတယ်ပါဒါစအစိုးရကိုပြန်လွှဲပေးတယ်ဖက်ပြီးကကြုံးကကြောင်လောက်ကြတယ်ခင်ဗျားတို့အရက်သားတွေတော်လိုင်းရေးကောင်စီထက်တက်ကြတယ်နောက်တော့ကဆိုရှယ်လစ်ဖွဲ့စည်းပုံနဲ့ရက်သားစုရကိုထက်လွှဲတယ်ခင်ဗျားတို့ထက်ပြီးကကြုံးကကြောင်လောက်တယ်နာဝတာနာဘာထက်ထွက်ကြတယ်နောက်တော့ခင်ဗျားတို့ကိုမျိုးသားညီလာခံကြီးပါပြီ2008ကြီးနဲ့အက်တယ်ဟုတ်ခင်ဗျားတို့အခုအချုပ်ခင်ဗျားတို့ကိုယ်တိုင်ခင်ဗျားတို့နိုင်ငံခင်ဗျားတို့ဖြည့်စီရောအာနာဆက်ထင်းရအောင် အဲ့တော့ drone ဆိုတဲ့ပညာရှင်ပြောတာ PI ဆိုတာနေချင်းညချင်းပေါ်လာတာမျိုးမဟုတ်ဘူးတဲ့။တမိုင်းကြောင်းခြီးပြီးတော့ဖြစ်လာတာ။ဒါမှန်တာပေါ့။တမတော်ကသူ့ရဲ့ PI ရဲ့သဘောတရားတွေကိုနှစ်ရောက်ရှည်တယ်ကထည့်ရေးထားတာ။တမိုင်းကြောင်းခြီးပြီးတော့မြန်မာတမတော်ရဲ့အတွေ့အကြုံတွေကိုအကုန်လုံးကြောက်လိုအပ်လို့25ရာခိုင်နှုန်းက PI ရဲ့သဘောအနေနဲ့ထည့်သွင်းထားတာဖြစ်တယ်။အဲ့တော့သူက drone ကဆက်ပြောတယ်။ PI ဆိုတာလေစစ်တပ်ထက်ကလာတာမဟုတ်ဘူးတဲ့။ political ideology manifesto ဆိုတာစက်တက်ထဲကလာတာမဟုတ်ဘူးတဲ့ဘယ်ကနေလာလဲဆိုလို့ရှိရင်နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့နိုင်ငံရေးခေါင်းဆောင်တွေရှိရလာတာဖြစ်ပါတယ်ဟာဒါလည်းမှန်တာပဲအဲ့တော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲမှာရေးထားတဲ့စကားရက်တွေကိုကြည့်လိုက်တော့ခမတို့59စာလုံးကိုပဲကြည့်ဟမ်ဟို1949ဖွဲ့စည်းပုံတွေကနေကူးချပြီးထည့်ခဲ့တာထည့်စင်လို့ထည့်ခဲ့တာမဟုတ်ဘူး အဲ့ဒီ59စာလုံးဆိုတာမြန်မာနိုင်ငံကိုစပြီးတော့49ပွဲစည်းပုံနဲ့စအုပ်ချုပ်လုံးတွေကအုပ်ချုပ်ရေးဆိုင်ရာတွေမှာအခက်အခဲအနောက်ဆက်တွေအတားအဆီးတွေမဖြစ်ရအောင်အုပ်ချုပ်ဆိုင်ရာမဖြစ်တင်တာတွေမဖြစ်ရအောင်ဖာစာပလာခေါင်းဆောင်ကြီးတွေက59စာလုံးသဘောဖိတဲ့49ပွဲစည်းပုံမှာ၄ပုံမှာ49မှာရေးသွားတာအဲ့ဒါယူပြန်ခုခဲ့တာအဲ့တော့ ပြည်အရဆိုစစ်တပ်တွေကလာတာမဟုတ်ဘူးလေနိုင်ငံကြီးလှုပ်ရှားမှုတွေနဲ့နိုင်ငံရဲ့ခေါင်းဆောင်တွေကြီးကနေဆင်းသက်လာရှင်းရှင်းလေးပဲသူပြောတာမှန်တာပဲဒါ1981မှာ drone ဆိုတဲ့ပညာရှင်ပြောသွားတာအဲ့တော့ PIA ဆိုတာနေချင်းညာချင်းပေါ်လာတာမျိုးမဟုတ်ဘူးတမန်ကြောင်းချီပြီးတော့ပေါ်ပေါက်ပေါ်ပေါက်လာတယ်မျိုးဖြစ်တယ် PIA ဆိုတာစစ်တပ်ထဲကလာတာမဟုတ်ဘူးနိုင်ငံကြီးလှုပ်ရှားမှုတွေနိုင်ငံကြီးခေါင်းဆောင်တွေကြီးကနေပေါက်ပွားလာတာမျိုးဖြစ်ပါတယ်ဆိုပြီးတော့သူကပြောသွားတယ် အဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေထဲမှာလွတ်တော်ကိုယ်စလဲလွတ်တော်တက်မဲ့ကိုယ်စော်တွေကဒီ2008ကိုဘာမှမသိဘူးဗျ2008ထဲမှာရေးထားတဲ့ဒီမိုကရေစီကဘာဒီမိုကရေစီမှမသိဘူးနော်ဒီထဲမှာရေးထားတဲ့ပြည်ရရင်သဘောကိုလည်းသူတို့မြင်အောင်မကြည့်ဘူးဗျပိုလိုက်ဒီကဲအိုင်ဒီယိုလော်ဂျီမန်နီဖက်တိုနိုင်ငံရေးအတွက်ကိုဆိုင်ရာကြီးညာချက်သဘောကိုမျိုးသားညီလာခံကြီးက ပုံမှန်6ကြီးကိုအခြေခံပြီးတော့အတွဲလိုက်ကြီးထည့်ခဲ့တာအဲ့တော့ရှေ့မှာကျွန်တော်ပြောခဲ့တယ်ဖွဲ့စည်းပုံဟိုကွန်စတီကျူရှင်နဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအဘိဓာန်တွေမှာအရေးကြီးတာပါတယ် idea နဲ့ doctrine လို့ခေါ်တယ်အတွဲကောင်နဲ့အယူဆတွေကြည့်ရတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဘယ်ဖွဲ့စည်းပုံကိုပဲဖတ်ဖတ် အာရီယာနဲ့ဒေါ်ထရင်းကိုကြည့်ရတယ်အတွေးခေါ်ရဲ့အယူဆရဲ့ကိုကြည့်ရတယ်အဲ့တော့ဒီမှာ political ideology manifesto နိုင်ငံရေးအတွေးခေါ်ဆိုင်ရာကြေညာချက်ကို2008ထဲမှာတိကျထည့်ရေးထားတာလေအဲ့ဒါ political doctrine ပေါ်နိုင်ငံရေးဆိုင်ရာအယူဆပေါ်25ရာခိုင်နှုန်းပါနေတယ်ဆိုတာကပုံမှန်6ကြီးစပြီးတော့25ရာခိုင်နှုန်းတောက်လျှောက်ပါလာတယ်ဆိုတာက political doctrine ပဲနိုင်ငံရေးဆိုင်ရာအယူဆပဲ အဲ့တော့အဲ့ဒီနိုင်ငံရေးဆိုင်ရာအယူအဆကိုပို့ပြီးရှင်းရှင်းလင်းလင်းညင်သာအောင်လို့သူကဘာဘာထည့်ရရဲပုံမှန်6မှာပဲ National Interest အမျိုးသားအကျိုးစီးပွားထည့်ရေးပေးတာ6ကာကြီးခါခွေကငယ်ဆိုပြီးတော့၃ချက်ဒုတာဝန်အရေးသုံးပါ National Interest ကိုထည့်သွင်းရေးဆွဲပေးတာအဲ့တော့အဲ့ဒီ National Interest ကိုကာဝယ်ဆောက်ရှောက်တဲ့အလုပ်ဒီ ကာဝယ်ဆောက်ချုပ်တဲ့တာဝန်ဘယ်သူကယူရလဲတမတော်ကယူရတယ်ဘာတာဝန်လဲအမျိုးသားနိုင်ငံရေးတာဝန်6ကာကြီးကာဝေးကားငယ်က National Interest ကိုကာဝယ်ဆောက်ချောက်ဖို့6စာလုံးမှာတမတော်ဒီအမျိုးသားနိုင်ငံရေးဥဆောင်မှုခန်းကဏ္ဍမှာဒီဇိုင်းအမှန်ပါဝင်ပြီဆိုပြီးတော့6ကာကြီးကာဝေးကားငယ်ကို6စာလုံးနဲ့ပြန်ပြီးတော့တာဝန်ယူထားတယ်အဲ့တော့ပုံမှန်6တခုလုံးဒီ Political Doctrine နိုင်ငံရေးဆိုင်ရာအယူဆဖြစ်တယ် အဲ့ဒီနိုင်ငံရေးဆိုင်ရာယူဆကြီးကိုတောင်လျှောက်အတွဲလိုက်ကြီးတွေတဲ့ကန္နာတိုင်းကန္နာတိုင်းမှာထည့်လိုက်တဲ့အခါကျတော့ political ideology manifesto လို့ခေါ်တဲ့နိုင်ငံရေးအတွဲခေါ်ဆိုင်ရာကြီးညာချက်တစ်ခု ဖြစ်လာတယ်။အဲ့တော့1981မှာ drone ဆိုတဲ့ပညာရှင်ပြောခဲ့တာက PIM လို့ခေါ်တဲ့ political ideology manifesto ဆိုတာက နေချင်းညာချင်းပေါ်လာတာမျိုးမဟုတ်ဘူး။တမိုင်းကြောင်ချီပေါ်လာတာဖြစ်တယ်။စစ်တပ်ထဲကလာတာမဟုတ်ဘူး။ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့နိုင်ငံနိုင်ငံရေးခေါင်းဆောင်ကြီးတွေရှိရနေပေါက်ပွားလာတာဖြစ်တယ်ဆိုပြီးတော့သူကပြောပေးသွားတယ်